ုံမောဝါထီယံကာထားတဲ့ဆေဘေပတ်လေတေးအင်ငယ်လေးရဲ့မိဖို့ရှောင်းတေးသေးလေးထဲမှာငုတ်တုတ်ထိုင်ပြီးမိသားစုဘဝရှိရေးကို တွေးပူနေသူကတော့အသက်53နှစ်ရှိပြီဖြစ်တဲ့ဆေဘေရှောင်းအမျိုးသမီးဒေါ်သွန်းညွန့်စိန်ဖြစ်ပါတယ်။သူမတို့မိသားစုဟာစစ်တွေမျိုးအနီးဆက်ရိုးကြရက်ွက်အရင်ပြိုင်းဖြူရွာမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပြီးဒီသားရင်းစီရေးတင်းမာမှုတွေကြောင့်စိုးရင်ကြောက်လန့်ပြီးတော့ 2024ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာအဝတ်တထည်ကိုတခုနဲ့ခက်ခက်ခဲခဲအိုးအိမ်ဆွန့်ခွာခဲ့ရပါတယ်။စီပီးရှောင်းနေစဉ်အတွင်းမိခင်ဖြစ်သူကို ဆုံရှုံလိုက်ရတယ်လို့ခင်မွန်ဖြစ်သူမှလည်းစစ်ကောင်မရှင်ရဲ့ဖမ်းဆီးထောင်ချခြင်းကို ခံလိုက်ရတာကြောင့်တဘူဘောတဘူဆင့်ဆိုသလိုဘဝရှိရေးအတွက်ပါရတ္တမအေးဖြစ်နေရသူပါဒီကြားရဲသူမကိုပို့ပြီးခက်ခဲလာစေတာကတော့ စပေးရှောင်းရင် လေဖြတ်ယောဂဝေဒနာကိုခံစားနေရတဲ့အသက်68နှစ်အရွယ်အမဖြစ်သူဒေါ်အင်းညွန့်စင်ကို စေကူတာဖို့ငွေကြေးမတန်နိုင်တာပါ။ကျဲမမကောကရာမာဇိုင်မပရိခွန်ဒီကပေါ်လေဖိုင်စားပါ။ဒီဖိုင်စားမှာဟူကကြားခပစိတီဒေရာလူကမြောကီကိုဆိုးလခပါရင်အနေအထက်ဆောင်းမပြရောတကောရှိမှာမွန်တိတ်ပါပဲ။ ယောတဘောရှိမယောဟောမတရီဒူနေယောနောမရှတူနေယောနောမဝေဆဆူလေးအဆောင်မပေးဆောရဆဆူလေးအဆောင်မပေးပါဒီကိရောကတေကဆောပူကြည့်တော့ပါရဲ့အကျင်ကမပြိနိုင်ရပ်ပယ်ခေါ်တိတိရှိပါရဲ့အမဖြစ်သူနဲ့တမိန်မင်းကလေး၃ယောက်အပါအဝင်မိသားစုဝင်၅ယောက်ရှိတဲ့သူမတို့မိသားစုဟာလက်ရှိမှာကြောက်တော်မျိုးနေကကြေးရွာတစ်ခုမှာခိုးလုံနေကြပါတယ်။တမီးမျိုးလေးတွေဖြစ်ကြတဲ့အသက်28နှစ်အရွယ် မျိုးရှိသေးအသက်24နှစ်အရွယ်မျိုးရှိသန်းနဲ့အသက်16နှစ်အရွယ်မျိုးရှိခိုင်တို့ညီမ၃ယောက်မှာနှုံးပါတဲ့မိသားစုဘဝပေးအခြေအနေအရအတန်းပညာကို ဆုံးခန့်တိုင်အောင်မတင်နိုင်ခဲ့ကြပါဘူး။ညီမ၃ယောက်ထဲကမျိုးရှိသန်းဆိုသူကတော့လက်မုံအတက်ပညာတစ်ခုဖြစ်တဲ့အထေရှုပ်အလုံးနဲ့တစ်ဖက်တလန်းကဝင်ငွေရှာနေပေမဲ့သူမရဲ့တနေ့ဝင်ငွေဟာကျပ်9000ဝန်းကျင်သာရှိတာမို့ မိသားစုရဲ့တဏိတာကုန်ကျစရိတ်ကိုမဖြေရှင်းပင်နိုင်ပါဘူး။တဖြည်းဖြည်းနဲ့ပိုဆိုးဝါးလာနေတဲ့အမဖြစ်သူရဲ့ယောဂဝေဒနာကိုဆေးရုံစေခန်းတွေမှာကုသပေးခြင်းပင်မဲ့မိသားစုစားဝတ်နေရင်မပြေလေတဲ့ဒီလိုအခြေအနေမှာဒေါ်တန်ညွန့်စိန်တယောက်ကကြံ့ရမရဖြစ်နေကြရပါတယ်။ဆေးဝါးကုသမှုနဲ့ကြမှာကျမရဖြောကြီးရအနာကြီးရဆိုင်ကတခေါ်ဝေတိုက်ဒီဝင်လောက်ကတခေါ်တဲ့အခြေစား ။ yours နေကြီးကိုနုံဝါလေးစိတ်သမတ်ကိုခွာလို့လေးစီမပူနိုင်ပါ။စိတ်ခဲမှလေးလော်လို့မပတ်နိုင်ပါ။တကူမှလေးမပတ်ပါ။ဒါဖို့တပိတလည်းမရှိပါလို့မပတ်ရပါ။သူမတို့မိသားစုပထမဦးဆုံးခိုလုံခဲ့ကြတာကတော့ပုံနာချုံမျိုးနေကကြေးရွာတွေ့ရမှာပါဒါပေမဲ့အဆင်မပြေတဲ့အခြေအနေတစ်ခုအရရပောင်း၄၀အကြာမှာ မင်းမြမျိုးနယ်ကဆွေမျိုးသားချင်းတွေရှိရဲ့စွန်ရေးကြီးရွာကိုထပ်မံပြောင်းရွှေ့ခလုံးခဲ့ကြရပါတယ်။အမဖြစ်သူရဲ့ကျမ်းမာရေးအခြေအနေကိုမကူစားပေးနိုင်တဲ့အခက်ခဲကြတဲ့အသက်ကြီးလာနေပြီဖြစ်တဲ့အမေအိုဟာလန်ခီကျန်းတမုံတန်းနေရထိုင်ခင်အဆင်မပြေမှုတွေကြောင့်စွန်ရေးကြီးရွာမှာစပီးရှောင်ရင်းဆုံပါခဲ့ရပါတယ်။ရောမင်းလေးတော့ဘယ်ရောက်နာကိုရောက်လခိုင်ခိုင်ပဲ။ ကထာကတာပင်းနေမူလို့အောက်ကပဲဝန်လုံးစီလို့ခိုင်ပဲရမင်းစူဇာနဘူးတဲ့နဲ့ဒီပဲခဲနာခုတိမာပုံထော်လခပိုင်အနာဖိုင်လခိုင်အရမကြီးလေးနေခာဒီပုံထော်လခိုင်ဒီခာရောဟောနေကျေရောမင်းစူဇာတိပါရဲ့စပေးရှောင်းဒုက္ခသည်တွေဖြစ်ကြမှုမိခင်ဖြစ်သူရဲ့ယူအလောင်းကိုမိတကြိုရှင်ခဲ့ပေမဲ့ငွေရည်ကြည်ရည်အကျက်တွေကြောင့်မြင်းမြုပ်တကြိုပေးခဲ့ရတယ်လို့ဆိုပါရယ် ယောစင်ဝိမာဣတိခာဥပထာရူတိဟောကုညိပောခာဥကတပကဆေနတောပိလပိုင်ဆင်ရှိပါဆေနတောပိလိုင်နေရပိစုခယောမင်းကိုကိမင်းတိုက်ဖို့ကိုစုတူမရွာတော့မတိုက်ကိပုတ်သိမ့်ပါလေအကျေမတုံးသိနေကမတိုက်နေပါစုကြီးအမင်းကိုမိမပုတ်ဖတ်ပါဒီကရမနင်ကြတခုလေးသုံးမိရောက်တော့မှစုကြီးအလုံးကိုဝီနော်မရတော့လေးချလုံးစုပြည့်ကျောင်းလာပါလေ အမေဖြစ်သူဆုံပါသွားပြီးမရှိမနှောင်းမှပဲရွာမှာကျန်နေခဲ့တဲ့သူမရဲ့ခင်ပွန်းအသက်55နှစ်အရွယ်ဦးထွန်းထွန်းဟာစစ်ကောမရှင်ရဲ့ဖမ်းဆီးခြင်းကိုခံရတဲ့တရင်ဆိုးကိုကြားလိုက်ရတော့ဒေါ်တန်ညွတ်စိန်မှာပို့ပြီးစိတ်ထိခိုက်ခံစားခဲ့ရပြန်ပါတယ်။အင်ချေတထောင်ကျော်ရှိတဲ့ဆယ်ယိုကြာရက်ွက်ကပြန်ဖြူရွာကို2024ခုနှစ်မေလ29ရက်နေ့မှာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အင်အားတရာကျော်ကကားခုနှစ်စီးနဲ့ဝင်ရောက်ပြီးတရွာလုံးကိုပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေအထက်ကရွာသား234ယောက်ကိုအေးအေးနဲ့ဆက်ဆက်ပတ်သက်တဲ့ဆိုတဲ့စူးစေးချက်နဲ့မတရားအသင်းဆက်သွင်းမှုပုံမှစခွန်တီရာဇဝတ်မှုဥပဒေပုံမှ188နဲ့တရားဆွဲဆိုခဲ့ပြီးထောင်ဒဏ်၃နှစ်စီရှာမှတ်ခဲ့ပါတယ်။ထောင်ဒဏ်ရှာမှတ်ခံလိုက်ရတဲ့အထက်မှာချပန်းအလုံနဲ့မိသားစုကိုဥဆောင်နေတဲ့ ဥထွန်းထွန်းပါဝင်ခဲ့တာပါ အမဖြစ်သူရဲ့နာတာရှည်ယောဂအမေဖြစ်သူကိုဆုံးပလိုက်ရတဲ့ခံစားချက်နဲ့ခင်မုန်းဖြစ်သူဖန်စီထောင်ရှာခံလိုက်ရတဲ့ဖြစ်ရပ်တွေဟာသူမရဲ့ရှေ့ဆက်ရမယ့်နေရက်တွေအတွက်အပြေမရှိခဲ့ပါဘူးအသက်အရွယ်အရာအလုတ်ကျန်းတွေမလုံနိုင်တော့တဲ့သူမအဖိုးကတော့မိသားစုကျန်းမာရေးနဲ့ဝမ်းရည်အတွက်နေစဉ်ဘဝမှာအခုလိုပူဆွေးတော့ကရောက်နေရတာလည်းဖြစ်ပါတယ် ခေါခီမာအာနုပဲခေါခီဥကုံကုံလီမဟိပစူလီမဟိပေထူစုကုံဥစုကုံလုံးလိုက်ခေါထောကစားအခေါခီရှိရဘူကဆုံးဝလိုက်နေယမနကဆုံးရှိတနုနုလာလေခဝေပတ်စကိုအင်းခထုတ်လျှောက်ပေါကိမအာနုကိုကဲလခိုင်ထင်းစမ်းမီလို့လာခေါခီရှိပဲဒီစောရတောင်တိလေးတဝါခေါခီမကျင်းဥမလုံဖို့သူလေးစောတရားလီမပါပါရောက်ကြအာနုမမာတိပါ ဒေါ်တန်ညွန့်စိန်တို့မိသားစုအပါအဝင်သူမတို့လိုခက်ခက်ခဲခဲဖြတ်သန်းနေကြရတဲ့စီပေးရှောင်းဒုက္ခသည်တွေရဲ့အဖြစ်ရှင်ဆုံးဆန္ဒကတော့အမြန်ဆုံးနေရပြန်နိုင်ဖို့ပါဒါပေမဲ့မပြီးပြည့်နိုင်သေးတဲ့စီရဲအခြေအနေတွေအရသူတို့ရဲ့မျှော်မှန်းချက်တွေဟာအလံဝင်နေစေပဲဖြစ်ပါရဲ့ရှင်